ားလုံးပဲမင်္ဂလာပါကျွန်တော်ကဒီပေါ်မြန်မာ fan page ကစင်သက်ပါကျွန်တော်နဲ့တူတူဒါတင်ဆက်ပေးမယ့်အကူကတော့ကိုအင်းတို့ပေါ့နော်ဒါ ANO YouTube channel ကကိုအင်းတို့ဖြစ်ပါတယ်ဒါ Liverpool သတင်းတွေ Liverpool အကြောင်းတွေလည်းဒါစောင်းမားရေးတဲ့ကိုအင်းတို့ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာကလာမယ့်ဒီ Sunday ပေါ့နော် Sunday တော့ဖြစ်တယ်စနေပေါ့နော်စနေနေ့ဒီ9:00ကျွဲမှာကဲမယ်ဒါ Anfield မှာကဲမယ်ဒီ Liverpool နဲ့ Nottingham Forest ပွဲစဉ်ရဲ့ပွဲချူလီပေါ့နော်ဒါကျွန်တော်တို့တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့မင်္ဂလာပါကို ဟုတ်ကဲ့မင်္ဂလာပါဟုတ်ဟုတ်အဲကျွန်တော်တို့မတွေ့ရလဲကြာပြီဒီကြားထဲမှာဟိုအချိန်ကြီးကြောင်းကြောင်းကြောင်းပေါ့နော် international break လဲဝင်သွားတာဆိုတော့မတွေ့ရလဲကြာပြီအဲ international break ဝင်သွားဆိုပေမဲ့ဗျာကလပ်သင်းပွဲတွေမရှိဘူးဆိုပေမဲ့ဒီကဘာဖလားဒီခြေစစ်ပွဲနောက်ဆုံးပွဲတွေကလည်းတော်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 ဆက်လို့ရဖို့ကောင်းတယ်အထူးသဖြင့်လီဗာပူးအသင်းသားကြီးလည်းဒါနောက်ဆုံးအချိန်ကြီးကန်ရတာပေါ့နော်ဆိုဘိုစလိုက်တို့ကာကက်တို့ရောဘတ်ဆန်တို့ဆိုတာနောက်ဆုံးအထိပဲ ဂျာမနီတော့မှနောက်ဆုံးပွဲထိကန်ရရလို့ပြောလို့ရတယ်နိုင်ဝါတို့နိုင်ဝါတို့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒါအာဒီဒီဒီလာမယ့်ပတ်မှာတော့ဒါထုံးစံတိုင်းကျွန်တော်ပရီးမီးယားလိပွဲတွေပြန်ရောက်လာပြီပေါ့နော်ဒါ Nottingham Forest နဲ့ကျွန်တော်တို့ကန်မယ်ဆိုတော့အဲကျွန်တော်တို့ပေါ့နော်ဒါပထမအဆုံးဒန်အားလူစင်းပေါ့နော်ဒန်အားလူစင်းကတော့ဒါမနက်ဖန်ဒီ press conference မှာပဲ press conference မှာမှာ อาร์ติสโลกตะเกเตเปดูริยาปาနိုင်เนี่ยเปดูริยาท่านน้ามั้ยဆိုတာ तू အတီးပြုပြီးပြောมาပေါ့เนาะเออลอรอเซ่ကျွန်တော်တိထားရတဲ့ဒီအခြေအနေအရဆိုရင်အလက်ဆန်ပြန်ပါလာဖို့ရှိမယ်အဲပြီးသွားရင်ဒီဟိုပါပေါ့အာဒီ frame ဘောင်ကတော့နားအောင်ပဲဗောနော frame ဘောင်ကတော့နားအောင်ပဲလက်စနာ isa ကတော့ဒီပြီးခဲ့နောက်ဆုံးကန်သွားတဲ့ Sweden နဲ့ပွဲမှာတော့သူမပါသွားဘူးဒါပေမဲ့အာဒါရပြဿနာကြောင့်မဟုတ်ဘူးလို့တော့ပြောတယ်ဗောနော်ဆိုတော့ isa အခြေအနေကိုကျွန်တော်ကြည့်ရမယ်ဟုတ်ရှင်းပွဲမှာဝင်ကြတယ်လीအဲ့ရှင်းပွဲတစ်ပွဲမှာသူဝင်ကြတယ်ဝင်ကြတယ်အဲ့တော့ပါလာ ဒီကပါကောင်းပါပြီရှိတယ်ကောင်းပါတယ်ပြောလို့ဟုတ်ကဲ့ဟုတ်ဆိုတော့ဒါကိုပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ပေါ့နော်အဲကျွန်တော်တို့အတင်းရဲ့ဒါဒဏ်ရလူစင်အခြေအနေလေးတင်ဒီကိုတစ်ချက်လောက်ကိုအာပြောပြပေးပါအောင်ညာဟုတ်ဟဲ့ဟိုအခုနောက်ကိုပြောနေကြတိုင်းပဲဟိုဒဏ်ရလူစင်ကတော့မနေ့ကကြာမှာပဲကျွန်တော်တို့ကဟိုတင်းနေသိရမှာဟောကျွန်တော်ကဒီဥစ္စာကြာပင်းနေညမှာလောက်လိုက်တဲ့ပွဲကျိုးဆိုတော့ဟို slot ရဲ့ black confirm ကိုကျွန်တော်ကမသိရလေမသိရလို့ဆိုတော့ဟိုတေချာပေါင်းတော့ ဟိုဘလူတွေပြန်ကောင်းပြီတယ်ပြန်မကောင်းနေဘူးဆိုတော့ပြောလို့တော့မရဘူးဒါပေမဲ့ဒီနိုင်ငံတကာပွဲတွေမှာတော့ဟိုလေဘာလို့အသင်းကစားသမားတွေတယောက်မှာတော့လို့ဒီကဲတန်ရရဲ့အတန်မျိုးကျွန်တော်မကြားမိဘူးဟိုတချို့ကစားသမားတွေကတော့အကြမ်းမျိုးကြောင့်မပါနိုင်ရရှိတယ်ဘာ ISS ဆိုလို့ရှိရင်နောက်ဆုံးဘွယ်ဝင်မကန်ဘူးဒါပေမဲ့သူ့ရဲ့ဟိုကြံ့ခိုင်မှုပြန်ပြင်းနေပြီလို့ကျွန်တော်သိထားရတယ်အဲကျန်တဲ့ကစားသမားတွေမှာဖင်းပေါင်လောက်ပဲ အဲမပါမပါဘူးများတယ်ပေါ့အဲမှာတခုရှိရတော့အဲဒီဆန်ရန်ကိုဒီပွဲမှာပြန်ပြီးတုံးမလားဒါမှမဟုတ်ရှိလို့ရှိလို့ရှိရင်အဲဒီ diet champion league ပွဲကြမှာပြန်တုံးမလားဆိုတော့တစ်ချက်တော့ကျွန်တော်စောင့်ကြည့်ရတယ်မယ်ရှင်လည်းပြန်ကောင်းနေပြီဆိုတော့တတိမျိုးတွေတော့တွေ့ရတယ်ဟုတ်ကဲ့ဗျာဟုတ်ဟုတ်ဆိုတော့ကိုကျွန်တော်တို့ပေါ့နော်ဒါတစ်ဆက်ထဲမှာဒါအာဒီခုနပြောလို့ပေါ့နော်အဲအရင်တော့ဆိုရင်များကိုအကိုလည်းဒါခံစားမိမှာပါကျွန်တော်တို့အတင်းကဒီ international break ကပြန်လာပြီးပြီဆိုရင်ရလက်ကတိတ်ပြီးတော့ နည်းနည်းလေးကိုရီးယားတဲ့ဟိုဘယ်ပြောမလဲစောင့်ကြည့်ရတဲ့အနေအထားမျိုးရှိရပါတော့ဒီနှစ်ကတော့ဒါစောင့်ကြည့်စရာမလိုဘာကြောင့်လဲဆိုတော့ငကိုတဲ့ဟိုရလက်ဆိုးပြီးသားဆိုတော့လေရလက်ဆိုးပြီးသားဆိုတော့ဆိုတော့ဒီဖြစ်လာနိုင်တဲ့ပေါ့နော်အခင်းချင်းလေးတွေပေါ့နော်ဒါဒီဒရားလူစင်အတီးပြူတာမျိုးမသိရသေးပေမဲ့ပေါ့နော်ဒါဖြစ်ဖြစ်လာနိုင်တဲ့လူစင်လေးတစ်ချက်လောက်ကိုဒါခံမှန်းပြပါအောင်ဗျာဟုတ်ဟိုလူစင်ကတော့ ီနိုင်ငံတကာပွဲရဲ့ဟိုဖောင်ကြည့်မယ်ဆိုလို့ရှိရင်တော့လဘဦးကစားသမားတော်တော်များများတော့ခြေစမ်းပြသွားတာတွေ့ရတယ်ဟိုရှုံးသွားတယ်အဲဒီဟန်ဂရီဆိုလို့ရှိရင်တော့ကဘာပလာချစ်ပြမောင်းလိုက်ဘူးအဲအဲ့ပွဲမှာတော့မှပဲဟိုဆိုဘိုဆိုင်းဆိုတော့တော်တော်ကောင်းတယ်ဟိုကဲကဲတော့မှပဲအစစ်တလုံးရတယ်ခဏမှုတစ်ချိန်ရှိတယ်နောက်ပြီးတော့ဟိုအစစ်တလုံးရဒါပေမဲ့ဟိုခန်းစစ်ပိုင်အန်ဒီဂျန်ကြီးတော့မြင်ရပြီကျွန်တော်အဲ့ပွဲတခြားကြည့်တယ်ဘာလို့ဆိုအဲ့ပွဲကတော်တော်လေးစိတ်လှုပ်ရှားမှုကောင်းတယ်လေအာယန်ကဟိုနောက်ကျမှုတွေနဲ့တက်သွားတယ်လို့လေအဲ့ဒီပြီးကန်ကြီးအချိန်တွေမှာကဲကဲကဲအန်ဒီဂျန် ဟိုအတုံးချတယ်ပုံစံမျိုးအရင်နဲ့တွေ့ရတယ်။သူ့ဘက်ကပဲအဲ့လိုမြင့်မိုးတွေတော်တော်များများတင်တယ်ပေါ့။အဲ့လိုမျိုးအချိန်မှာတော့ကဲကဲကဲအားနေချက်ကလေးတော့တွေ့ရတယ်။ဒါပေမဲ့ဒီဘလုံးတိုင်းတာနေဆိုလို့ရှိရင်တော့ကဲကဲလည်းတော်တော်ကောင်းတယ်။အဲနောက်ဆိုဘဆန်နဲ့ပြောကြရမရှိဘူး။ရောဘတ်ဆန်တို့ဖလိုဆိုလို့ရှိရင်လည်းဖန်နီမှုနှစ်ကြိမ်ရှိတယ်ပေါ့။အဲ့လိုမျိုးဟိုတော်တော်လေးဟိုခြေတန်းပြရတယ်ကလာမန်များကပူဆိုလဲခြေတန်းပြတာပဲအဲလိုဆိုတော့ဟိုဒီဒီ Nonia Foreign ပွဲမှာပေါ့ကျွန်တော်တို့ဘယ်လိုမျိုးလူစီးရင်ပြန်ထုတ်မလဲဆိုတာကဟို စလော့အနေနဲ့ဆိုလို့ရှိလို့ရှိရင်ဟိုသူ့အနေနဲ့ဟို ESN နဲ့ AKTG ကိုဘယ်သူ့ကိုသုံးမလဲဆိုတော့ဟာတော့ပဲကျွန်တော်နည်းနည်းလေးပြောပြရှိမယ်ထင်တယ်ကျွန်တော်တည်းကတော့ဟိုအပြောင်းလဲသိပ်ပြီးတော့မလုပ်လောက်သေးဘူးအဲတခုရှိတာကတော့ဟိုဟိုဒီ international break ကပြန်လာတဲ့အချိန်မှာကစားသမားတွေရဲ့ချန်ဟန်မှုအနေအထားကတော့ဟိုကျွန်တော်ကခုချိန်မှာတော့ပြောလို့မရသေးဘူးသူမနေ့ပြန်ဟို break conference ညမှာတရားသိရမှာဒါပေမဲ့လက်ရှိမှာကျွန်တော်တို့ကအကောင်လုံးချန်ဟန်ပြင်နေတဲ့ပုံစံမျိုးနဲ့ထားပြီးတွေ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တင်းတဲ့လူစင်းရတော့ပေါ့ ဟို iset ပြန်ပါလာနိုင်မလို့ကျွန်တော်ယူဆတယ် iset အထောင်ထဲမှာပြန်ပါလာနိုင်မယ်အဲဒီသူ့သူ့ကွင်းလေတိုက်ရှင်းအနေနဲ့ဆိုပြီးတော့ flow ပဲသုံးမယ်အဲဘယ်ချက်မှာကပူညာချက်မှာစာလာပေါ့ဟိုဒီ data ပြပေါ်မှာ super slide နဲ့ data member နဲ့ပြန်တွက်တွက်လာနိုင်မှာကျွန်တော် mac slice တော့အနားပေးမယ်လို့ကျွန်တော်ယူဆတယ်ပေါ့အဲဒီ canvas ဘိုင်းမှာဆိုပြီးလို့ရှိရင်ကိုနာလေးနဲ့ဘန်နဲ့အတွဲပဲအဲဘယ်ချက်မှာအာကဲကကိုသုံးမယ်လို့ကျွန်တော်ထင်တယ်။အာဒီဘက်မှာတော့ Robertson အနေနဲ့ဟိုဒီနိုင်ငံတော်ဘက်မှာလည်းသူ တောက်လျှောက်ကန်လိုက်ရတယ်နောက်ပြီးသူ့ရဲ့အသက်အရွယ်ပိုင်းရအောင်ဆိုသူ့ကိုအနာပေးမယ်လို့ကျွန်တော်ယူဆရတယ်။အဲညာဘက်ချမ်းမှာတော့ကွန်နာပလက်တီကိုပဲသုံးမယ်ပေါ့။ကိုသမားကတော့ဟိုအလီဆန်နဲ့ဒီမမတာရှီဘလီကနည်းနည်းလေးပြောစားကြည့်ရတယ်။ဒီဘက်မှာတော့မမတာရှီဘလီကိုပဲသုံးမယ်လို့ကျွန်တော်ထင်တယ်။အဲကျွန်တော်အဲ့တော့ကျွန်တော်ယူဆတဲ့ line နဲ့ click ဟုတ်ကဲ့။ကျွန်တော်အဲ့လိုမျိုးလိုယူဆဟုတ်ကဲ့ဟုတ်ဟုတ်ကိုဒီနေရာမှာပေါ့နော်ကျွန်တော်တို့ကခုနကဒီမက်ကလစတာကိုကျွန်တော်တို့အနာပေးပြီဆိုရင်တော့တေချာပေါ့တာဖလိုကနံပါတ်10ရိုးမှာ အာထွက်လာမယ်ထွက်လာမှာလို့ကျွန်တော်ဒါပြောလို့ရတယ်အဲဒါပေမဲ့တခုရှိတာကဒီပြီးခဲ့တဲ့ဒီ international duty မှာလည်းဒီ flow က Germany ရဲ့ပေါ့เนาะ Germany ရဲ့ဒါ Belgium အဲ Belgium တိုက်စစ်မှာသူခြေစွမ်းပြသွားရယ်ပေါ့เนาะတကယ် Belgium တော်တော်ခြေစွမ်းပြသွားဆိုတော့အဲတကယ်လို့ဒါပေါ့เนาะ Macalester ကဒါကျွန်တော်တို့အဲတက်ခံမှုပြည်နေတယ်ဆိုရင်ဒီ Gapo နဲ့ flow နဲ့ဘယ်လိုသုံးလဲဆိုတော့လည်းကျွန်တော်တို့စောင့်ကြည့်ရဖို့ရှိရယ်ပေါ့เนาะတေချာတော့ဒါကိုပြောသလိုပဲမနက်ဖြန်မှာကျွန်တော်တို့အာသိရမှာ အဲဆိုတော့နောက်တစ်ပိုင်းကကြတော့ကျွန်တော်ဒါဒီ game form လေးဒီချက်တော့သွားကြည့်အောင် form ကအကိုသိရတဲ့အချိန်မှာကျွန်တော်တို့ liverpool အသင်းကဒီဘီလာကိုပဲနိုင်ထားတာတနည်းငွေတနည်းရွှေဖြစ်ဖြစ်နေတာပေါ့နော်ဒါနောက်ဆုံးနောက်ဆုံးကန်တော်လိုက်တာ man city နဲ့ပွဲဆိုရင်ပွင့်လင်းပြောရင်ဗျာဂိုးပြတ်ချေပြတ်ကိုရှုံးသွားရလို့ပြောလို့ရတယ်ခြေလည်းပြတ်တယ်ကိုယ်လည်းပြတ်တယ်ပေါ့နော်အဲတေချာပေါ့ကတော့ liverpool အသင်းကဒါဒီ premier league အသင်းကြီးတွေနဲ့ပေါ့နော်ရှင်ကန်တဲ့အနေအထားမှာ ဒါတိတ်ပြီးတော့ဒီရလက်မကောင်းတဲ့အပြင်ကိုတိတ်ပြီးခြေဆွဲမကောင်းတာကိုလည်းတွေ့ရရပေါ့နော်အဲကျွန်တော်နောက်ဆုံးကန်ထားတဲ့ပရီးမီးယားလိဂ်6ပွဲမှာ9ပွဲထိရှုံးနေဆိုတော့တော်တော်ဆိုးဆိုးဝါးဝါးရလက်လို့ပြောလို့ရတယ်အဲဒါပေမဲ့တခြားတစ်ဖက်မှာတော့ဒီရှောင်းတိုင်းရဲ့ဒီဟိုပါပေါ့ အဲ Nordia Formula ကရလက်ပြန်ကောင်းလာတယ်ဒီနောက်ဆုံး၅ပွဲမှာသူတပွဲပဲရှုံးထားတယ်သုံးပွဲနိုင်ပြီးတော့တပွဲသေးကြာဆိုတော့ဒါတော်တော်ကိုဖောင်ပြန်ကောင်းလာတဲ့အနေအထားမျိုးရှိရပါတော့နော်အဲပြီးတော့ဒီရှောင်းတိုက်ကပါရှောင်းတိုက်ကဗျာအားလုံးသိရတဲ့အတိုင်းကျွန်တော်တို့ဒါ Old School နီးပြလို့ပြောလို့ရတယ်ကျွန်တော်တို့ဟိုဘန်လီမာတဲ့ကျွန်တော်စသိကြပါတော့နော် Old School နီးပြကြိုက်ခံမှုသားပြီးကြိုက်ခံမှုအသားပေးမယ်လောင်းဘောရင်နဲ့ကဲမယ်ဒီဟာကိုသူကပို့ပြီးတော့ကြိုက်တဲ့နီးပြဆိုတော့လီဗာပူးနဲ့တော့ဒါကွတ်တီတွေ့နေပြီပေါ့နော် အဲကျွန်တော်ဒီဟို Nordian Forest ရဲ့တချို့ဟာလေးကျွန်တော်ပြန်ကြည့်လိုက်တော့လေအဲ Nordian Forest ကအရင်အရင်တော့ဒါဒီဟိုဗာလေဟင်တော့နီးပြရဆိုကျွန်တော်ကတိတ်ပြီးတော့လန့်စရာမလို့ဘာကြောင့်လဲဆိုတော့အရင်ကအရင်တော့နီးပြတွေကကျွန်တော်ဒီတိုက်စစ်ကိုအသားပေးရပါတော့အခုနီးပြကြတော့အာကြံ့ခိုင်မှုလဲအသားပေးတယ်လို့ဒါပြီးခဲ့တဲ့ပွဲတွေမှာဆိုလဲဘေးတောင်မှနေနေပြီးတော့ဒါ crossing နေလောင်းဘောတွေပေးတာမျိုးတွေ့ရတယ် ဆိုတော့ဒီအပေါ်မှာကောအကိုဘယ်လိုမြင်လဲပေါ့နော်ကျွန်တော်ဒီပါဘူးအသေးနဲ့ဒါဘန်လီအသေးရဲ့ဒါဖြစ်လာနိုင်တဲ့ game play လေးတွေကိုအကိုဘယ်လိုမြင်လဲဗျအဲ့ဒါတစ်ချက်လောက်ဒါပြောပြပါအောင်ကိုဟုတ်ဟိုဟိုဟာဒီ phone ကပေါ့ကျွန်တော်တို့ဟိုကျွန်တော်နဲ့တွေ့ခဲ့နေအချိန်ကြာမှာနီးပြပြန်ပြောင်းလိုက်တယ်ဒါတော့နည်းနည်းလေးတော့ဟိုစိုးရိမ်တာပြန်ဖြစ်သွားတာပါဆိုတော့ဟိုဟို app ဆိုလို့ရှိရင်ကျွန်တော်ကပိုးလွယ်တယ်အနေတိုင်းမျိုးရှိတယ်လေဟုတ်တယ်အဲ့ဒါကဟိုတိုက်ရိုက်ခွင့်တယ်မှာကြီးဟိုကရှောင်းတိုက်ဆိုတော့ဟိုရှောင်းတိုက်က ။ဘယ်လိုနည်းပြမလဲဆိုတာကျွန်တော်သိပြီးသားပဲ။ရှောင်းတိုက်ကအရင်တည်းကဗန်လီမာတော့ကလည်းတပါဘူးဒုက္ခပေးလေရှိတယ်။အဲသူတို့ကဘယ်လိုမျိုးဒီအမြင့်ဘောတွေနဲ့နောက်တစ်ခါကိုသမားအနေပြီးတော့ဒီဒီလောင်ကုတ်ကေတွေပေါ့ကိုကိုကိုရီယာပဲချမ်းမှာသူတို့အေးရီယာပဲချမ်းမှာရတဲ့အဲအောင်မော်တွေကိုသမားတွေရတဲ့ကန်တင်ပြီးတော့အဲတက်တက်တိုက်ကန်ပြီးအဲ့လိုမျိုးတွေအဲအဲ့လိုမျိုးတွေကနေပြီးသူတို့အဖွင့်ရည်ရအောင်လုပ်တယ်ပေါ့စကမ်မော်တွေကနေပြီးတော့အဲအဲ့လိုမျိုးတွေကစားတဲ့အတင်းဆိုတော့ဟိုဒီပွဲကလည်းဘာဘူးအနေနဲ့ဟိုရုံးကြအောင်မယ်လို့ပြောင်းလို့ယူဆရတယ်ဘာလို့ဆိုတော့ဒီဘာဘူးကဒီ ပုံစံကိုတို့အနေနဲ့ဖြည့်ရှင်းဖို့ဖြည့်ရှင်းဖို့အပလန်တိတ်ပြီးတော့မရှိသေးဘူးမရှိသေးဘူးဒါပေမဲ့အခုတခုရတာအခုနိုင်ငံတကာအပွဲနှစ်ပတ်လောက်တွင်မှာပေါ့အနိုင်ရနှစ်ပတ်လောက်တွင်မှာပြင်ဆင်မှုတွေတော့လုလုလာကောင်းလုလာနိုင်မှာအဲ့ဒီခါမှာတိုးတက်လာလို့ရှိလို့ရှင်တော့ကျွန်တော်ကအာဒီဒီပြဿနာကိုအတိုင်းအတာတစ်ခုတည်းတော့ဟိုရှော့ချနိုင်နေမယ်လို့ကျွန်တော်ယူဆတယ်ဒါပေမဲ့ ပုံမှန်ဆိုလို့ရှိလို့ရှင်တော့ဒီ forex ကလည်းဒီအမြင်မောတွေဒီလောင်းမောတွေဒီစကမောပြန်ကောက်တာတွေမှာအတော်တော်လေးကောင်းတယ်မဟုတ်ပြီသူတို့ရဲ့ကွင်းလေကဒီ Anderson ဆိုလို့ရှိလို့ရှင်အိဒီဝါနာဆိုလို့ရှိရင်တော်တော်လေးခြေစမ်းပြတယ်ဝင်ငွေတင်းမှာတော့နေရာရနေပြီအခုဆိုရင်ဟိုအတင်းတော်မဲမဲတော့မဟုတ်ပဲသူ့ကိုဟိုလိုချင်တဲ့ပုံစံမျိုးရှိတယ်ဆိုသူဆိုတော့ခြေစမ်းပြတယ်နောက်ဒီတိုက်ရှိပိုင်းမှာဆိုလို့ရှိရင်လည်းဒီ Brazil က ecosystem အဲ ecosystem ecosystem မဟုတ်ဘူးခြေစမ်းခြေစမ်းခြေစမ်းပါအဲသူဆိုလို့ရှိလို့ရှိလို့ရှင်လည်းသူဆိုလို့ရှိလို့ရှိလို့ရှင်လည်းတော်တော်လေးဒီအမြင်မောအားတာတယ်ပေါ့အဲသူသူအရင် အတင်းပါတယ်ပိုတော့ပုံမှာတဲ့သူအမြင်မောတွေကနေပြောကိုသိနိုင်ပါလေမြင်ရတယ်နောက်ဒီသူတို့ဟိုဟာ confidence တင်တယ် confidence မှာလဲအဲကိုတွေပါရရတယ်ဟိုအဲ့တော့ကျွန်တော်ကဒီဒီပွဲမှာအမြင်မောတွေကနေပြောကျွန်တော်တိုက်ခိုက်ခံအောင်ပါပဲဒီစကမောတွေကနေပြန်ပြီးတော့အဲလုံးချတာကိုဒီဘုံအနေနဲ့တညာခံနိုင်မှာဖြစ်မှာပေါ့ဒီစကမောမြင်မြင်ပြန်ကောက်တာမျိုးတွေအဲနောက်တစ်ခါဒီကွင်းရဲ့ jewel တွေမှာနိုင်ရတာမျိုးတွေအဲ့လိုမျိုးတွေလုံးနိုင်မှာကိုဟိုကျွန်တော်ဒီပွဲအတားရမှာအဲတခုရှိတာကအာဒီ forex က ဟိုမိနစ်တော့ကကျွန်တော်ဖော်ရက်ကနှစ်ကြောဆုံးမနိုင်ဘူးဗျာမိနစ်တော့ကကျွန်တော်ဖော်ရက်က ကစားကွက်နဲ့လည်းကောင်းတယ်ဒီလိုခန်းစပိုင်းနဲ့ကောင်းတယ်မကူတောင်တိုင်းကတော့ကစားကွက်ကိုသူအနေနဲ့ဦးစားပေးတဲ့နည်းပြမျိုးမဟုတ်ဘူးသူကဒီလိုလိုနဲ့ပဲခန်းကန်ပဲဒီအမြင်ပေါ်တွေဒီလောင်းပေါ်တွေနဲ့ပဲသူသူ့ရဲ့ဒီအတင်းကိုကိုရအောင်ကျိုးသွားတယ်ဗျာတော့ကျွန်တော်ကကစားကွက်ကတော့အသာအတိအမတည်ကြတယ်နောက်တစ်ခါ MV နဲ့ဖြစ်နေတယ်ဗျာကျင်းစီပါဦးတပတ်ဦးနေနဲ့ဒီဖော်ရက်ကိုဖိပြီးဖိပြီးတော့ကန်နိုင်မှာပဲတည်ကြတယ်အဲအဲ့ဒီလိုဖိကန်တဲ့အချိန်မှာ လဘဘူးနေနဲ့ကိုရအောင်လုံးနိုင်တယ်မဟုတ်ဘူးအိဆက်တို့ပြန်ပါလာနိုင်မယ်ဆိုလို့ရှိလို့ရှင်ပေါ့အဲလဘဘူးနေနဲ့ကိုရအောင်ကိုရဖို့တော်တော်လေးများတယ်ပေါ့အဲစီးစီးနဲ့ပွဲတော့မလုပ်ဘူးဆိုလို့ရှိရင်လဘဘူးမှာကိုရဘာအခွင့်အရေးမှာတော့ကျွန်တော်မမေ့ရမတွေးလိုက်ရဘူးအဲဒီဘက်မှာတော့အဲ့လိုမျိုးတော့မဖြစ်ဘူးလို့ကျွန်တော်ယူဆတယ် AV မှာလည်းဖြစ်နေတဲ့အတွက်အဲတခုရှိတာကတော့အဲ့ဒီ forex ရဲ့အမြင်ပေါ်တွေတော့လဘဘူးနေနဲ့ကျင်းနေပါဟိုသတိထားလိုက်ပါအယုံနောက်မှာပေါ့အဲ့အရာတွေကိုတခြားလေး ကာကွယ်ဖို့တော့လိုတယ်အဲ့ဒါကိုကာကွယ်နိုင်လို့ရှိလို့ရှင်တော့ဒီပွဲကအချင်းကြီးကောင်းမယ်လို့ကျွန်တော်ယူဆတယ်ဟုတ်ကဲ့ဗျာဟုတ် အာကျွန်တော်တို့ကလည်းဗျာဒီလီဗာပူးအသင်းနဲ့ဒီဒီလိုမျိုးပေါ့နော်ဒါကစားခက်တဲ့အလေလက်အသင်းနေနဲ့တွေ့ရင်ဒါတပြားဟောင်းကြီးပဲကျွန်တော်ပြန်ပြန်ဖွင့်နေရပြီပေါ့နော်အစ်စ်ကိုမပြောတော့ဒါတပြားဟောင်းကြီးပဲပြန်ဖွင့်နေရတယ်အမြင်ဘောတွေစော့မယ်ဒါ transaction တွေတတိထားရမယ်ဒါဒီ Notian Forum မှာဆိုရင်လေဒီ transaction ကိုကောင်းကောင်းစောင့်နိုင်တဲ့ကစားသမားကြီးရှိရယ်နော်ဒါဒီဗာလေ O-Drive တို့လိုကစားသမားမျိုးပြီးပြီးညာတောင်းမယ်မှာဆိုရင် Android တို့လိုကစားသမားမျိုးတွေအာဒါဒူစားဝင်လာနိုင်မယ်ဒါဒါ Hutchinson အဲ Hutchinson Hutchinson တို့လိုကစားသမားမျိုးတွေ ပြီး Morgan Kwai တို့ကစားသမားမျိုးတွေလည်းရှိရယ်ပေါ့နော်ဆိုတော့ဒါဒီ transition အပိုင်းကိုရောအကိုကျွန်တော်တို့ဘယ်လောက်ထိတည်ထားလိုက်မယ်လို့ထင်နေဗျကျွန်တော်ကတော့ transition ပိုင်းကိုလည်းဒါတေချာပေါက်တည်ထားမယ်အနေထားမှာရှိရယ်ပေါ့နော်ဒါဘာကြောင့်လဲဆိုတော့အဲအကိုခုနပြောသလိုပဲပေါ့နော်ဒါ carcass ကဒါဆော့တာကောင်းတယ်ဆိုပေမဲ့သူ့ကို100%ကျွန်တော် rely ပဲယုံကြည်စိတ်ချလို့မရသေးတဲ့အနေအထားမျိုးရှိရပေါ့နော်ဆိုတော့ဒီပိုင်းလေးကောအခုတစ်ချက်တော့ဒါအခုအမြင်လေးပြောပြပါအောင်မြတ်ကိုဟုတ်ဒီဘက်ကလို့ဖိကရမယ်ပွဲဆိုတော့ ေကြတဲ့ transition နေနဲ့လည်းဟိုက change လောက်ခံရမှာပဲအဲအဲ့လိုမျိုးဟိုဒီမြန်တဲ့ကစားသမားတွေရှိနေလို့ရှိရင်အဲ့ကစားသမားတွေဒုက္ခပေးနိုင်တယ်နော်ခုနကိုပြောနေကလို့ Morgan Gibbs ဆိုလို့ရှိလို့ရှိရင်လည်းဒီသူ့အနေနဲ့အဲပေးပို့မှုတွေလည်းကောင်းတယ်နောက်တစ်ခါဘလုံးလက်ခံပုံတွေပါရေးဆိုတော့ကောင်းတယ်ပေါ့အဲအဲ့လိုကစားသမားတွေရှိရင်နောက်တစ်ခါတခွရဟိုကတော့ဟိုဟာဆန်ပုံတိုင်းကတော့ဒဏ်ရာရတယ်ထင်တယ်သူကတော့မပါလာဘူးထင်ကျွန်တော် ဟိုကျွန်တော်ဒန်ရရှင်းနဲ့မတွေ့လိုက်လာဘူးဟိုကုနာဟာရှင်းစံကတော့တော်တော်လေးကောင်းနေပြင်ပွဲပုံကလီးနေပုံမှာလည်းသူသူဝင်လာပြီးကမှဟုတ်တယ်နိုင်ရလည်းပြန်ရမှာအဲ့လိုအဲ့လိုမျိုးဆိုတော့ဟိုသူတို့ရဲ့ဒီမြန်နှုံးလေးကိုလည်းလည်းဘာလို့နေလဲတော်လေးကူးဆိုင်မှာကစားရလိမ့်မယ်ဟိုတခုရှိတာကဟိုအီကောချီဆက်ကတော့အဲ့လိုမျိုးဟိုဟိုခရုလောက်တော့အဲ့လိုဟိုက play နေပါတယ်အရင်ကမကောင်းဘူးအဲအဲ့ဒီဟာလေးတော့တော်နေလေးပါပြီခရုကလည်းတရားရရနေဆိုတော့လေအဲဒါမဲ့ကကုနာ ဒီဒီ Hutchinson ရဲ့မြန်နှုံးနေ Morgan Gibbs တို့ရဲ့မြန်နှုံးနေတော့လေပါဦးနေနဲ့တတိထတတိထမြကစားရလိမ့်မယ်အဲ့လိုကစားမှဟိုဒီ transition တွေကမပေးရမှာကျွန်တော်ကကိုးစားပေးလိုက်လို့ရှင်ရှင်တော့ဒီပွဲကတော်တော်ကြီးကိုယုံကြည်ရမှာအဲ့တော့ကိုးစားပြီးတော့မပေးရအောင်ဒီတော်တော်တတိထတတိတိထရိမှာကစားမှရမယ်ကိုးပေးလိုက်ပြီဆိုလို့ရှင်ကျွန်တော်ကကျင်းနေပေါ့ဒီ Northern Forest ကအကွက်ထဲဝင်သွားမှာပဲ Northern Forest ကအဲ့ဆိုလို့ရှင်အချိန်နေဆွဲမယ်အဲဒီ Okay ဒီ ကံမှုကိုအချိန်ကျွဲမယ်လက်ပြပေါ်ကြီးများမှုကိုအချိန်ကျွဲမယ်အဲအဲ့ဒီအနေပြီးတော့အသုံးချဖို့ကြိုးစားလို့ရှိရင်ကျွန်တော်ကဟိုအရင်ပွဲတွေချုံးနေကြီးကပုံစံမျိုးတွေကိုပြန်ပြီးတော့ဟိုရောက်သွားတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်ကဒီဒီပွဲမှာအင်းကိုမပေးပါဘူးအတွက်ဟိုဘယ်ပိုင်းဟိုမှနော်ရဲဖော်တဲ့ကိုအตาရအောင်ပြေကစားလို့မဖြစ်ဘူးပေါ့အဲအဲ့ဒီ transition တွေကိုလည်းကောင်းကောင်းလေးကိုထိမ်းပါရမယ်အဲ transition ထိမ်းမှုအတွက်ကအဲကျွန်တော်တို့ရဲ့ဒီ red fan structure အစဉ်ပြေးမရမှာပေါ့ခုနကကိုပြောနေကတော့ကဲကက်ကိုကကျွန်တော်တို့ကယုံကြည်မှုဟို တိတ်ပြီးတော့မရှိသေးဘူးပုံနေမရှိတော့အဲကက်ကဒီဘာဘူးရဲ့ကနာကမှာအန်ဝင်နဲ့အန်ဝင်နဲ့နေထိုင်မှုလည်းမရှိသေးဘူးသူဘယ်ချိန်မှာတိုက်စစ်ကိုလိုက်ရမယ်ဟိုဘယ်ချိန်မှာဒီတတိပတ်မှာနေပြရမယ်ဆိုကောင်းကောင်းမသိသေးဘူးအဲ့ဒီခါအဲ့လိုဟိုပြဿနာတခုဖြစ်ဖြစ်လာနိုင်နေပေါ့အဲဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ဒီပုံစံတော့ဗျာကျွန်တော်တို့အနေနဲ့မနိုင်လို့မဖြစ်တဲ့ပွဲပဲဗျာဒီဒီဘက်ကမနိုင်ဘူးဆိုလို့ရှိရင်ဒီလီဘာဘူးရဲ့ဒီဇယားယက်တိမူအရာရောပောင်ရရောနဲ့ဆော့လော့ပုံမှာပြရရောတော်တော်လေးကိုပြင်းထန်သွားမယ်နေထိုင်မှုရှိတယ်အဲအဲ့တော့ ဟို transition ကိုလည်းကြောက်တာတော့ကြောက်တာပေါ့ဗျဒါပေမဲ့ကိုအဲ့ရနေပြီးကိုပေးလို့တော့ဘလို့မှမဖြစ်ဘူးလို့ကျွန်တော်တော့ထင်တယ်ဟုတ်ကဲ့ဗျာဟုတ်တော့အခုနအခုပြောသလိုပဲပေါ့နော်ကျွန်တော်ကဒီပွဲကိုနိုင်အောင်နိုင်မှရမှာဒါဖီအားတွေလည်းအာရုံထွက်ပြဖို့တူသလိုလာမဲ့ရှေ့ပွဲတွေမှာကျွန်တော်အမှတ်ယူကိုယူမှရမဲ့အနေအထားမျိုးဖြစ်နေတယ်ပြီးတော့အသင်းတွေကလည်းဒါအရန်ကြီးခက်ခဲတဲ့အနေအထားမရှိဘူးလို့ပဲကျွန်တော်တို့သုံးသပ်လို့ရရပေါ့နော်ဒါဒီ Nordian Forest ဆိုလည်းဒါနီးပြပြောင်းသွားလို့ကျွန်တော်တို့ကဒါရုံးကန်ရမယ်ဆိုတော့ ဒါဆက်မျိုးကျွန်တော်တို့ကဝင်တာအရင်နီးပြအန်ရှ်တို့ပုံစံမျိုးဆိုကျွန်တော်တို့ကတော့တိတ်ပြီးတော့ကြောက်စရာမလိုဘူးဒါရှောင်းတိုင်းမို့လို့ကျွန်တော်တို့ကဒါတတိထားမယ်နေထားမျိုးရှိရပါတော့။အပြင်နောက်တစ်ခုကဒီလာမယ့်ပွဲတွေမှာကျွန်တော်တို့ဒီဒီဆနာလန်ဒိုဆိုတာကဆနာလန်ဒိုကိုလည်းကျွန်တော်တို့ဒါတတိထားဖို့လိုတယ်။အဲတခြားပွဲတွေကတော့အရန်ကြီးပေါ့နော်အရန်ကြီးအာတည်ရမလားအရန်ကြီးဒီလိုမျိုးဆိုရင်ကြာမလိုတဲ့ပွဲတွေလို့တော့ကျွန်တော်မြင်နေပေါ့နော်အဲခုနကကျွန်တော်တခုသတိထားမိတာကကျွန်တော်လီဗာပူးအသင်းရဲ့ အဲ့တော့ကစားသမားရဲ့အများစုကဒီ international break international duty မှာကျွန်တော်နှစ်ပွဲစီတော့ကျွန်တော်ဆော့ခဲ့ရတာဒါများသောအားဖြင့်ဒီဟိုဟာဒီ Bradley တို့လိုကစားသမားမျိုးတွေဆိုလည်းနှစ်ပွဲပဲအဲပြီးတော့ရင်ဒီ Konate တို့ Van Dijk တို့ပြီးတော့ရင်ဒီ Gakpo တို့ထားပါတော့ဒါနှစ်ပွဲတွေနှစ်ပွဲနှစ်ပွဲနှစ်ပွဲဆော့ထားတာဆိုတော့ဒါခုနက transition တွေကိုထိမ့်မဲ့အရာတွေပြီးတော့ရင်ဒီကြံ့ခိုင်မှုအပိုင်းတွေကဒါဒီပွဲပန်းမှုတွေနဲ့အဲ ဟိုဒီနှိုင်းရှင်ကြီးလာတဲ့အခါကျရင်ဘယ်လိုမျိုးရုံးကန်ရနိုင်လဲဒီဟာလေးကိုကျွန်တော်သတိထားမိရပေါ့နော်ကိုကအဲ့အမြင်အဲ့အပေါ်မှာဘယ်လိုမြင်လဲကိုတစ်ချက်တော့ပြောပြပါဦးဟိုကျန်ရမှုအပိုင်းကတော့ဟိုခုနကကိုပြောနေရလို့ရုံးကန်ရနိုင်ဘာလို့ဆိုတော့ဟိုဒီကတန်းသမားတွေက နှစ်ပွဲနဲ့ကစားလူချုပ်ကစားသမားတွေဆိုလို့ရှိလို့ရှိရင်မဖြစ်မနေရလို့မျိုးဒီပွဲကနိုင်အောင်နိုင်ရမယ့်ပွဲမျိုးတွေကိုကစားခဲ့တာအဲရောဘတ်ဆန်ဒီကုန်ရေကန်းကိုဆော့ရတာနော်ဒီပွဲစတန်အဲ့လိုမျိုးအဲ့လိုမျိုးတွေဆော့ခဲ့အခုဂျာမနီမှာတော့ဘယ်လိုဆိုလို့ရှိလို့ရှိရင်နောက်ဆုံးပွဲတည်သူတခြားကိုကန်မှာကိုးစားပြတ်သွားတာဒါပေမဲ့အဲ့ပွဲမှာသူတို့ရှုံးလို့ရှိလို့ရှိရင်သူတို့အနေနဲ့ပလေးတော့သွားမှာဆိုတော့လေသူတခြားကိုကန်လိုက်ရတာပေါ့အဲအဲ့တော့အဲ့လိုမျိုးကန်တဲ့အနေအထားမျိုးတွေပဲညီဟော်လန်ဆိုလို့ရှိလို့ရှိရင်လည်းအဲတခြားကန်လိုက်ရတာပဲဟိုလည်းဆိုလို့ရှိရင်လည်းသူသူသူတို့အနေနဲ့ပိုလောင်နဲ့တည်ကြအောင်ကန်အဲလိုလိုမျိုးတခြားကန်လိုက်ဆိုတော့ ိုတော်တော်လေးကိုအားဆိုင်ထုတ်ပြီးကမှဒီဒီကိုပြန်လာတယ်ပေါ့အဲ့တော့ခုနကကျွန်တော်ဟိုပွဲကြုံမှာတော့ဟိုဟိုဟာဟိုဟာလူစင်းကိုမက်ကလစ်စတာမပါဘူးလို့ပြောတယ်ဒါကြောင့်မက်ကလစ်စတာကမှဟိုခြေချမ်းပွဲတစ်ခုပဲကဲရတော့သူတို့ကတော့မှပါဖို့အနေထားပို့ပြီးတော့များတယ်ပေါ့ဒါပေမဲ့ကျွန်တော်ကဒီပွဲမျိုးမှာဟိုခုနကဆူပါစလိုင်းကိုဂရိုင်းဘတ်ကိုပို့ပြီးတော့တုံးနေချင်လို့လာပဲဟိုကျွန်တော်ရဲ့အမီအမီကိုလိုင်းနက်ကိုပြောတော့ပေါ့တကယ်တော့ဟိုတက်ဆိုင်မှုရဆိုလို့ရှိလို့ရှိရင်တော့မက်ကလစ်စတာတို့ကတ်တေဂျုံတို့ကတော့မှပဲအဲဒီပွဲနဲ့ပို့ပြီးတော့ ဟိုတင့်တော်တဲ့အနေအထားမျိုးတော့မရှိတယ်ပါသူတို့ကဟိုအနာအချင်းကြီးလည်းပိုးရထားတယ်ပေါ့နောက်တစ်ခါကတ်တကြုံဆိုတရှိလို့ရှိရင်လည်းဟိုနိုင်ငံနိုင်ငံတော်ပွဲတွေမကန်ခဲ့ရတော့ပိုးပြီးတော့တော့မှပဲဟိုဖက်ဖက်ဖြစ်နေတယ်ပေါ့အဲ့လိုဆိုတော့ဟိုသူတို့ကပိုးတင့်တော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဟိုလည်းဘာလို့နေနေတည်ရဲ့အပြောင်းလဲတွေအရင်ကြီးတော့မလုပ်စေချင်လို့ပါပဲအေးဒီလူစင်းလေးကိုဟိုဟိုပေါ်ထနေတဲ့လူစင်းလေးကိုပဲကျွန်တော်ကပြောလိုက်တာပေါ့ဟိုဒါပေမဲ့ခုနလိုဟိုဒီပွဲပန်းလာတဲ့အနေအထားမျိုးတွေညာဆော့တော့နေတဲ့တော့အပြောင်းလဲတွေလုံးကောင်းလုံးလာနိုင်တယ်ပေါ့အေးအေးအဲ့ဒီအပြောင်းလဲတွေက ဟိုတည်ငြိမ်မှုမရအောင်ဆိုလို့ရှိလို့ရှိလို့ရှိရင်တော့ကျွန်တော်ပို့ပြီးတော့ဒုက္ခရောက်ပါနိုင်တယ်။အဲအဲ့လိုမျိုးဖြစ်အောင်ကျွန်တော်ကဒီ personal ညာလူစည်းနေနေပဲ portrait စီချင်တယ်။ဒါပေမဲ့ခုနကကိုပြောနေကလို့ဒီသူတို့အနေနဲ့ပွဲပန်းလာတဲ့အနေထိုင်မှုတွေရှိတဲ့အတွက်မထင်မဲ့ပဲရုံးကန်ရနိုင်တယ်ပေါ့။အဲအဲ့ဒီဟာတွေ။အဲဘလို့ပဲဖြစ်ဖြစ်ဟိုကျွန်တော်တို့ဟိုဘလောက်ပဲဟိုရုံးကန်ရဘာညာပြောပြောဗျာဒီကျွန်တော်ကြည့်ကြည့်တာဒီရှစ်ပွဲဗျာတောက်ရောက်ရှစ်ပွဲလည်းဘာလို့ပွဲချောင်းလုံးမှာကျန်နေတင်းနေတယ်။ဒီအော်တာမှာလည်းဟို လည်းဘောက်ကပွဲချောင်းကိုပြောလဲဘောက်နဲ့မချင်းနဲ့အချောင်းဆုံးပဲတော့ဒီချစ်ပွဲမှာကျွန်တော်ကမဖြစ်မနေ6ပွဲ9ပွဲလောက်ကတော့နိုင်ထားမှာကိုပြင်မှာဗျာအဲ့ဒါမှလည်းဒီဂျာဒီအသိအတွက်ကောဒီချန်ပီယံလိဝင်ဝင်ဒီပိုင်းညာရေးအတွက်အတွက်ပါကျွန်တော်ကဟိုပြောခုဆိုလို့ရှိရင်ဟိုမိုင်းလိုပါတော့မှကျွန်တော်တို့အပေါ်ရောက်နေဆိုတော့လေအဲဒီလိုပွဲမျိုးကတော့ဘယ်လိုပဲဖြစ်ဖြစ်ဗျာကျွန်တော်မှအကြောင်းပြချက်ပြောခွင့်မရှိဘူးလို့ကျွန်တော်ကတော့ထင်တယ်ဟုတ်ကဲ့ဗျာဟုတ် ဆိုတော့ဒါဒါတေချာပေါက်တော့ကျွန်တော်တို့နိုင်မရမယ်ဒါရုံးကန်ရနိုင်ကြီးလဲရှိရဒါပွဲပန်းနိုင်ကြီးလဲဖြစ်လာနိုင်တယ်ပေါ့နော်ဒါမထင်မပဲနဲ့လဲကျွန်တော်တို့ဒါရက်လက်တီးကတိန်းဆောင်သွားနိုင်မယ်နေထားမျိုးလဲရှိရဆိုတော့အာဒါနောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒါရက်လက်လေးခမ်းမန်းကြည့်အောင်ပေါ့နော် အခုအနေနဲ့ဒါဒီဒီ MP မှာကဲမဲ့ Liverpool နဲ့ Forest ပွဲရဲ့ရက်လက်ဘယ်လိုမျိုးဖြစ်လာနိုင်လဲအခုခမန်းကြည်လေးပေါ့နော်အဲ့ဒီချက်တော့ပြောပြပါဗျာဟုတ်ဟိုကျွန်တော်ကတော့ဒီဘက်ကိုနိုင်အောင်နိုင်အောင်မလေးရမယ် နိုင်လဲနိုင်မယ်လို့ကျွန်တော်ယူဆတယ်နောက်တစ်ခုကဟို iset တို့ဘာလို့လဲအဲဒီဘက်မှာကိုးနေပါလေရရရနိုင်လို့လို့ကျွန်တော်ယူဆတယ်ဘာလို့ဆို iset တို့ဘာလို့အနေနဲ့လဲဟိုသူတို့ဟိုကောင်းကောင်းလေးလဲအနားရထားရပေါ့တန်းနောက်ပြီးသူတို့လဲတက်တည်ပြကြင်ပါပဲဗျာအာဒီလူပွဲမျိုးမှာသူတို့ twin ဝေးတွေရအောင်လုပ်ပြီးတော့သူတက်တည်ပြအဲ့တော့ကျွန်တော်ကဒီပွဲရဲ့ရလက်ကိုအဲ့လည်းဘာဘူးကတတိစီတော့နိုင်မယ်သူကျွန်တော်ထင်တယ်ပေါ့ကိုးမပြရဘူးလို့ကျွန်တော်ခံမနိုင်ဘူးဒါတော့ဟိုနည်းနည်းလေးတော့ အတင်းကြီးရတော့ရောက်တယ်ပေါ့ကိုသိတော့ဒါပေမဲ့လည်းကျွန်တော်ကျွန်တော်ရဲ့ဒီဟာ user ချက်ပေါ့ဒီဘက်မှာလောကကတတိယနောက်နဲ့နိုင်မှာမလို့ကျွန်တော် user တယ်ဟုတ်ကဲ့ဟုတ်အဲဒီနေရာမှာကျွန်တော်ရဲ့အမြင်ပေါ့နော်ကျွန်တော်ရဲ့ခံမှန်ချက်ကတော့ကျွန်တော်ကတော့ထုံးစံတိုင်းလီဗာပူးကိုပေးရလိတ်အောင်မယ်လို့ကျွန်တော်ကတော့ခံစားမိရယ်ဒါအထူးသဖြင့်အထူးသဖြင့်ဒါခုနပြောလို့ပေါ့နော်ကျွန်တော်ကျွန်တော်ရဲ့ခံစားချက်ရခစားသမားရေပွဲပန်းလာမှာပေါ့နော်ပွဲပန်းလာမှာဖြစ်တဲ့အတွက်ဒီ physical game ပေါ့နော် intensity game မှာဒါဒီ sort ဖို့အတွက်က နည်းနည်းလေးခက်ခဲလိမ့်မယ်လို့တော့မြင်နေပေါ့နော်ဆိုတော့အဲ့အတွက်လီဗာပူးကဒါကိုးပေးရနိုင်ကြီးရှိရဲ့အဲဒါပေမဲ့ဒါတိုက်စစ်ကတော့တိုက်စစ်ကတော့ဒါကိုးပြန်သွင်းလိမ့်မယ်ပေါ့နော်အကိုရီလည်းအရန်အများကြီးသွင်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ကျွန်တော်ကတော့ဒါလီဗာပူးနိုင်မယ်ဆိုရင်ဒါ2-1ပေါ့နော်2-1လောက်နဲ့ပဲနိုင်မယ်လို့ကျွန်တော်ကတော့မြင်နေပေါ့နော်ဟုတ်ဆိုတော့ကိုနောက်ထပ်ဖြည့်ဆွတ်ပြီးတော့ပြောစင်စရာရှိသေးလားကိုဟုတ်ကဲ့ပြည့်စုံပြောကြတာမရှိတော့ပါဘူးအခုကကျွန်တော်ပြောရတဲ့တော်တော်လေးပြည့်စုံနေပါရဲ့ဟုတ်ကဲ့ပါဟုတ် အဲအဆိုရင်ဒါကျွန်တော်တို့ဒီဒီပွဲကြိုတွေဒီဒီမှာနားလိုက်အောင်ပေါ့နော်ဆိုတော့အာဆိုတော့ဒါကကျွန်တော်တို့ဒါကျွန်တော်ညီကိုနှစ်ယောက်ပေါ့နော်ကိုအင်နူနဲ့ကျွန်တော်နဲ့ကဒါလီဗာပူးနဲ့ဒါခရစ်စတဘဲလေးတော်မျိုးခရစ်စတဘဲလေးကိုဆွဲရတဲ့လီဗာပူးနဲ့ဖော်ရက်တို့ရဲ့ဒါမနက်ဖြန်9နာရီခွဲမှာကဲမဲ့ဒါပရီးမီယာလိအာပွဲကြိုလေးပဲဖြစ်ပါတယ်အာညီကိုတို့ရဲ့အမြင်အမြင်လေးနဲ့ဒါကွန်မန့်မှာဝင်ပြီးတော့ဆွေးနွေးပြလို့ရပါတယ်အဲလာကြည့်ပေးကြညီကိုတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကိုရင်တို့ကျေးဇူးတင်ပါတယ်ဗျ